ဖိုးမများလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုးစိုးလိုက်ပါကျွန်တော်ဒါအခုလေးတွင်ပွဲပြီးသွားတဲ့ Manchester City နဲ့ Liverpool တို့ရဲ့ပွဲပြီးသုံးချက်ချက်ဗီဒီယိုလေးပဲဖြစ်ပါတယ်ရင်းဆုံးနေတဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုဒီကိုယ်နေနဲ့ like and subscribe လုပ်ပါတင် like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြောင်းရင်းဆုံးနေတဲ့ကျွန်တော် Manchester City ရဲ့သူ့ရဲ့အင်ကွင်းအသီးဟက်မှာပဲ Liverpool အခန့်ရှင်ပြိုင်တဲ့ပွဲမှာသူတို့အနေနဲ့အဲဂိုးပြတ်အနိုင်ယူပြီးတော့ ကျွန်တော်တို့အစစ်နဲ့နေရာမှာကျွန်တော်တို့ဆက်လက်ရပ်တည်နေတယ်လို့တော့ပြောလို့ရတယ်။တစ်ဖက်ကလည်းပေါ့လောကကလည်းဒီရှုံးမွေးကြောင့်ပဲအစစ်ရှိနေရာထီလောက်ကိုဆင်းသွားပေးရတဲ့အခြေအနေမျိုးတွေရှိပြီးတော့ဒီနေ့တပွဲလုံးတိုင်းတားရဆိုလို့ရှိရင်တော့မန်ချက်စတာစီးတီးကအိမ်ခွေးမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားပြီးတော့တစ်ဖက်ကလည်းပေါ့ကတော့ဒီနေ့ဘုမကတော်တော်လေးမှအခြေအနေဆိုးတဲ့ကျွန်တော်တို့ပုံစံမျိုးကို မြင်တွေ့ခဲ့ရအထူးသဖြင့်ကျွန်တော်တိုက်ဆက်ကတော်တော်လေးမှဒီနေ့မှညာဖင်းတဲ့ပုံစံမျိုးတွေမြင်တွေ့ရအထူးသဖြင့်မိုဟာမက်ဆာလာတို့ဆိုတော့သင်ယောက်ချင်းတယောက်ကြော်ဖြတ်နိုင်ခြင်းပုံစံတွေတော့မှမရှိဘူးလို့တော့ပြောလို့ရတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်စားလိုက်ကြအောင်။ New Blue နဲ့ကျွန်တော်ဖက်ကမန်ချက်တာစီးတီမန်ချက်တာစီးတီကတော့ကျွန်တော်ပထမပိုင်းမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။အထူးသဖြင့်တစ်ဖြစ်ကျွန်တော်တို့အဲပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပနယ်တီတွေပါရတယ်။ဒီရသွားတဲ့ပနယ်တီရတယ်ကျွန်တော်တို့အောင်ညာဟာလန်းနေနဲ့ ကျွန်တော်တို့ကံသွင်းနေဗျာကံသွင်းတော့ကိုသမားရဲ့ဘယ်ဘက်ခြောက်ကံသွင်းတဲ့အချိန်မှာတော့ကျွန်တော်တို့ကံတဘောင်ရဲ့ကိုသမားဖြစ်တဲ့မမဒက်ရှ်ပီနေနဲ့ကျွန်တော်တို့အကောင်ဆုံးပို့ထုတ်ကာကွယ်ပြီးတော့သူတို့နေနဲ့ကိုမရရှိခဲ့ဘူးဒီမရရှိခဲ့ပဲတိတ်ပြီးတော့မကြခင်မှာပဲထပ်ပြီးတော့နောက်တစ်ဖက်ကကျွန်တော်တို့ sorry နဲမကြတာစီးဒီရဲ့ညာနောက်ခံကစားသမားဖြစ်တဲ့မတီးရဲ့နူးနဲ့ရဲ့ကျွန်တော်တို့ဖြတ်တင်ပေးမှုကိုဟာလန်နေနဲ့ကျွန်တော်တို့အဲခေါင်းတိုက်ပြီးတော့သူ့နေနဲ့ 29မိနစ်မှာစပြီးတော့ twin ကိုစပြီးတော့ twin တယ်နောက်တနေ့တော့ကျွန်တော်တို့45မိနစ်အဲအချိန်ပိုမိနစ်မှာ twin သွားတဲ့ခွန်ကြားလက်ရဲ့ twin ကိုဒီ twin ကိုလည်းကျွန်တော်တို့တော်တော်လေးမှအဲနောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော် online ရဲ့ကျွန်တော်ပေးပို့မှုကြောင့်ပဲသူနေနဲ့ twin သွားပြီးတော့ premier ဘိုင်းမှာတည်း 2C ဆိုပြီးတော့ကျွန်တော်တို့အဲမန်ချက်စတာစီးရီးယားအိမ်ဝင်မှာဥဆောင်နေတာတစ်ဖက်ကလည်းပဲလိုဘူးကတော့ premier ဘိုင်းတစ်ဘိုင်းလုံးမှာတော့တော်တော်လေးမှအခြေအနေဆိုးတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့တိုက်စစ်မှာလည်း အလုံးမဖြစ်ခဲ့သလိုကွင်းလယ်ရလည်းဒီနေ့ဘုမှာတော်တော်လေးမှာဘောလုံးအပြတ်တွေများနေတယ်လို့တော့မြင်တွေ့ခဲ့ရတယ်သလိုနောက်တန်းလည်းဒီနေ့တော်တော်လေးမှာအမှားလို့တယ်အထူးပြုကျွန်တော်တို့အလင်းဟာလန်ခေါင်းတိုက်သွားတဲ့အလုံးဆိုလို့ချင်းနောက်ကကျွန်တော်တို့ကိုနတေးအနေနဲ့သူ့အနေနဲ့အဲ့အလုံးဆိုလို့ချင်းသူခုံလိုက်မယ်ဆိုလို့ချင်းဂိုဒန်ဟာလန်တိုက်နေတဲ့ဘောလုံးနဲ့ဆိုလို့ချင်းသူ့အနေနဲ့အဲကျွန်တော်တို့ deflection တွေမှာဖြစ်ပြီးတော့လမ်းကြောင်းတွေမှာပြောင်းရင်ပြောင်းသွားနိုင်ဒါပေမဲ့သူ့အနေနဲ့ခုံတော့မှမခုံနိုင်ဆရာဒီမှာဟာလန် တတရာပဲခုံခုံတိုက်ပြီးတော့တွင်းသွားအပ်တလုံးပြီးလို့စင်လဲကျွန်တော်တို့ဒုတိယလည်းရသွားတဲ့အလုံးဆိုရင်လဲကျွန်တော်တို့ budget bandai တို့ရဲ့ကျွန်တော်တို့မဖြတ်ထုတ်မှုကြောင့်လို့တော့ပြောလို့ရတယ်သူ့အနေနဲ့သူ့ခြေထောက်ဘေးနားနေရောထောက်သွားတယ်ဆိုတာဆရာသမားတေချာလေးမှရက်ပြီးတော့ကြည်နေတဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရတယ်ကျွန်တော်ပထမပိုင်းဒီပိုင်းလုံးမှဆိုလို့ဆိုရင်တစ်ခါကကျွန်တော်တို့အဲဘက်တောင်မှကစားသမားဖြစ်တဲ့ဒိုကူလုံးဝထိမ့်သိမ့်လို့မြင်ရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်ဒီနေ့ပြန်မှမြင်တွေ့ရတယ်ဒိုကူကိုအဲ တက်လုံးတလေလောက်ပဲကျွန်တော်ကွန်နဘယ်လေးနည်းနည်းထိန်းလို့ရပြီးတော့ဒိုကိုလုံးဝအရှင်ထိန်းလို့မရတဲ့အခြေအနေမျိုးတွေမြင်တွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မယ်ကျွန်တော် Garmin ဘက်အနေနဲ့ဆင့်ပြီးတော့ကွန်နဘယ်လေးကိုစီဘက်ကိုဖြည့်ပြီးတော့သူ့အနေနဲ့ဒိုကိုဆင့်ထိန်းရတဲ့အခြေအနေမျိုးတွေကိုကျွန်တော်မြင်တွေ့ရတော့အဲကွင်းလေကစားသမားဖြစ်တဲ့ကျွန်တော် Matt Lisa အနေနဲ့လည်းဒီနေ့ဘုံမှာတော်တော်လေးမှဘောလုံးအပြတ်တွေကိုကျွန်တော်ပြန်တွေ့ရပြီးတော့ဆိုဘူအနေနဲ့လည်းကျွန်တော်တို့အဲသူ့အနေနဲ့တစ်ပွဲလုံးတိုင်းတိုင်းရဆိုလို့ဆိုရင်တော့ တောက်လျှောက်ပဲဟိုပြေးလွှမ်းနေပြီးတော့သူနေသူတယောက်လုံးသူတယောက်ထဲလို့လို့ပဲဖိုးရုံလိုက်ပြီးတော့ကစားနေပြီးတော့ကျန်တဲ့ကစားသမားတွေကအာတိတ်ပြီးတော့အဲ့လောက်ထိအာနိုင်လူစိတ်တိတ်တော့မပြင်းပြခဲ့ဘူးလို့တော့ကျွန်တော်တို့ဒီဘက်မှာမြင်တယ်လို့ဟောကစားသမားနေတသိန်းလုံးတွေ floating way ဆိုလို့ရှိရင်ဒီတိုင်းပဲတို့အာဘောလုံးတွေလူပေးမှလို့သူနေနဲ့ကန်နေကန်ရမယ်အလုံးတွေဆိုရင်လည်းမကန်ဝဲနဲ့အာတချို့ဟိုကျွန်တော်ပထမပိုင်းမှာဆိုလို့ရှိရင်သူအနေနဲ့ကျွန်တော်တို့အာ ထောင်ခံဘောတွေရတယ်။ထောင်ခံဘောဆရာသမားထောင်ခံဘောကဏ္ဍတော့မှကျွန်တော်ရှေ့သုံးကကစားသမားကိုတော့မကြုံနိုင်တဲ့ပုံစံမျိုးတွေနဲ့ထောင်ခံဘောကံသွားတဲ့အခါကျတော့တော်တော်လေးမှပထမပိုင်းနဲ့အချိန်တွေဆိုးွားလုံးနေလို့ပြောလို့ရတယ်။ဒုတိယပိုင်းကျွန်တော်ပြန်ဆပြီးတော့တိတ်ပဲမကြခင်မှာပဲဒေါ်ပူရဲ့ကျွန်တော်တေတက်လှပတဲ့အလုံးကနေတော့ကျွန်တော်တို့ထပ်ပြီးတော့သုံးခုမြောက်ဥဆောင်ကိုကိုအတွင်းသွားတယ်။ဒီလုံးကလည်းတော်တော်လေးမှကောင်းတယ်။ကောင်းတဲ့အချိန်မှာဒီလုံးကလည်းကျွန်တော်ကိုနေတိုင်းနဲ့ကျွန်တော်ဘာချန်ဘန်နိုက်တို့ရဲ့ကျွန်တော်ဂျားတွေကနေထွက်သွားပြီးတော့ ါဒိုကူရဲ့အကန့်ကျဲကကိုသမားအနေနဲ့ဘလို့မှ မထင်မှတ်ထားတဲ့ကျွန်တော်ဝေးရနေပြီးတော့ပဲကိုအီဒီယာဆိုင်ဝေးနာနေပြီးတော့လှကန်လိုက်တဲ့အချိန်မှာတော့အာကိုပါတယ်ဒီကိုကလည်းအာကိုသမားမမတက်ရှိပြီးနဲ့ဘလို့မှကိုသူ့နေဖမ်းလို့မရသလိုဒီမှာကျွန်တော်တို့အဲနောက်တော့ကစားသမားဖြစ်တဲ့ကိုနေတင်းရဲ့ဘာဂျပန်နိုင်လေဒီအလုံးသူ့တို့နေနဲ့ဖက်မယ်ဆိုရင်တော့ဖက်လို့တော့ရတယ်ဒါမှမဟုတ်လေကိုနေတင်းကလည်းရက်ကြည့်နေလို့ဘာဂျပန်တိုင်းကလည်းဘောလုံးနောက်ပြန်လှည့်ပြီးတော့ကြည်နေတဲ့အချိန်မှာတော့ကျွန်တော်ကိုးသွားပြီးတော့ 3C ဆိုပြီးတော့အဲကျွန်တော်တို့ဖြုတ်ရတယ်ဒီချိန်မှမလဘူးနေနဲ့ကျွန်တော်တို့လူစားပြောင်းလဲတွေပါလောက်လာတယ်ဒီချိန်မှာကျွန်တော်တို့မိနာတယ်မိုဟာမက်ဆာလာတော်တော်လေးမှကျွန်တော်တို့ဒပိုင်းလုံးချတော်တော်ချင်းနေဆိုပါထူးထူးပြည့်သူ့အနေနဲ့ဆိုလို့ရှိရင်တယောက်ချင်းတယောက်တော့မှလုံးဝမကြော်နိုင်တဲ့အဲအချိန်နေအထူးပြည့်ကျွန်တော်တို့အဲတစ်ခါကမန်ချက်တာစီးရီးရဲ့နောက်တန်းကစားသမားဖြစ်တဲ့အဲမသိရဲ့နူးနော်ကိုသူလုံးဝကိုအမသိရဲ့နူးနော်နဲ့တော့မယ် sorry ဦးရင်းလေးကိုလုံးဝမကြော်နိုင်ဘူးသူ့အနေနဲ့ဘောလုံးသူ့ဆီရောက်တယ်မကြော်နိုင်ဘူးပြန်ပြတ်တယ် ဒါမှမဟုတ်သူကြော်ွားတယ်သိချတယ်ကြုံွားတယ်ဒီနေ့ဒီဒီနေ့မှပဲမိုဟမက်ဆာလာကြီးဆေးရပဲဘောလုံးကြွန်လာပြီပဲကျွန်တော်တို့လင်းငါလုံးလောက်ဝင်အခြေအနေမျိုးတွေမြင်တွေ့ရပြီးတော့သူ့အနေနဲ့ပေးသင့်တဲ့အလုံးလေးကိုလည်းမပေးမပေးတာတော်တော်လေးမှဆိုးရွားလုံးတယ်လို့မြင်တယ်တစ်ခါကျွန်တော်တို့ support line ကနေပြလိုက်တဲ့အလုံးစုံသူ့အနေနဲ့လွတ်လွတ်ကျွတ်ကျွတ်ထွက်သွားတယ်လို့တစ်ခါမှကျတော့ကျွန်တော် EGDK ပါလာတယ်ဗျာ EGDK ပါလာတဲ့အချိန်မှာသူ့အနေနဲ့မပေးဘဲနဲ့ဆရာသမားကဘောလုံးကိုအဲပြန်ထိမ့်ပြီးတော့ဝိုင်းလိုက်တဲ့အချိန်မှာတော့ ဂိုးလုံးဘောနဲ့ပဲကျွန်တော်အဆုံးသတ်သွားတယ်လို့တော့ပြောလို့ရတယ်တကယ်လို့သူသူ့နေရပေးမယ်ဆိုလို့ရှိရင်တော့အော်ပေးလို့ရတာဆရာသမားမပေးဘဲနဲ့သူ့နေအဆုံးသက်ချင်တာပြောလို့ရတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့ဘူတီကပူဝင်လာပြီးတော့မှ နောက်တစ်လုံးနောက်တစ်လုံးကအဲ့လုံးကလည်း moment sala ကန်လိုက်တဲ့အလုံးကအဂိုးနဲ့မဝင်ဘဲနဲ့ဂိုးနာလေးနဲ့ဂိုးနိုင်ဘေးနာနဲ့ကတ်ထွက်တဲ့အချိန်မှာကိုရီကပူနည်းနည်းပြေးပြီးတော့ဝင်ပိတ်မယ်ဆိုလို့သူပိတ်လို့ရတယ်ဒါပေမဲ့ဆရာသမားကလည်း ပြည့်သွားပြီးတော့သူမမှီလိုက်တော့ဘူးဆိုတော့ရက်ကြည့်နေတဲ့အနေထားမျိုးတွေတွေ့ရသလိုဒီနေ့ပွဲမှာတော့ကျွန်တော်မြင်ရလို့တိုက်ဆက်ကတော်တော်လေးမှညံဖင်းခဲ့တယ်လို့မြင်တယ်အထူးဖြင့်ကျွန်တော်တို့မိုဟာမက်ဆာလာပထမပိုင်းကတည်းကတိတ်အလုံးဝဖြစ်တယ်လို့ကျွန်တော်ဒုတိယပိုင်းမှာလည်းကျွန်တော်တို့တိတ်အလုံးဝဖြစ်တော့တဲ့အချိန်မှာတော့အာနီးပြနေနဲ့ဘာဖြစ်လို့မလဲတာလဲလို့တော့ကျွန်တော်တို့တော်တော်လေးကမေးခွန်းထုတ်ချင်နေတာကောင်းတယ်အာပြီးတော့မှကျွန်တော်မိနစ်80ကျော်လောက်မှခီစာတို့ဘာတို့ကောက်ထည့်ပြီးဖလော်ရန်ဝုဒ်တို့ဘာတို့လဲတယ်ပြီးရင်ကျွန်တော်ကိုဒီကပူတို့ဘာတို့ထည့်အဲ့အချိန်မှာတော့လုံးဝအောင် မမှီတော့ဘူးလို့တော့ပြောလို့ရကွင်းလင်းမှာလည်းကျွန်တော်တို့မက်လစ်ဆာတို့ထုတ်တယ်ပြီးရင်ကတ်တကြုံတို့ဘာတို့ထည့်ပြီးတော့အဲနောက်တန်းကစားသမားဖြစ်တဲ့ကျွန်တော်ကွန်နာဘရလီလို့ထုတ်တယ်ပြီးရင်ဂျိုးကူမာတို့ထောက်ပြီးတော့အာပြန်ပြီးတော့သူ့အနေနဲ့ပုံစံဘလို့ပြန်သွားခြင်းလဲဆိုတာတော့မသိပေမဲ့ကျွန်တော်တို့တပွဲလုံးတိုင်းလာရဆိုရင်လူပါဘုတ်ကတော်လေးမှညာဖြင်းခဲ့တယ်လို့ပြောလို့ရတယ်ကွင်းလင်ရောတိုက်စစ်ရောအော်ကစားသမားတွေအနေနဲ့နိုင်လူစိတ်မပြင်းပြခဲ့ဘူးလို့တော့ကျွန်တော်အမြင်နဲ့ EKTG နင်းနဲ့လည်းကျွန်တော်တို့ အဲသူအနေနဲ့အဲဘာမှကိုလောက်ပန်ခွင့်တော့မရှိသလောက်အခြေအနေမျိုးတွေကိုကျွန်တော်တို့ကမြင်တွေ့ရတယ်သူအနေနဲ့လိုက်ပြီးတော့ကစားပြီးတော့ကွင်းလေရောနောက်တန်းဘောလုံးတွေလုံးဝအပြက်မျိုးတွေကိုမှကျွန်တော်တို့မြင်တွေ့ရတဲ့တကြောင်သူအနေနဲ့တိုက်ဆက်မှလည်းထင်သလောက်အလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့မန်ချက်တာစီးတီးမန်ချက်တာစီးတီးကဒီနေ့ပုံမှန်တော်တော်လေးကောင်းတယ်အထူးဖြစ်ကျွန်တော်တို့သူရဲ့အဓိကကွင်းလေတိုက်ဆက်ကစားသမားဖြစ်တဲ့ဘနာဒိုဆေးဘားတို့ဆိုလို့ကြီးကြိုက်တဲ့ဘောလုံးတိုင်းလာရမယ်နောက်ထဲထိကိုဆင်းပြီးတော့ဥမာဆော့ပေးတာ ဆော့ပြီးတော့သူ့ရဲ့ဘောလုံးတွေကယ်ရီလုပ်တယ်ပြီးလို့ဆိုရင်တိုက်ဆက်ကိုပြန်လည်လိုက်ပါတယ်အဲ့လိုမျိုးဘနာတို့ဆေးဘားတို့တော့ဆော့သွားတဲ့အချိန်မှာကိုရီဘက်ကအသင်ရကောင်တွေကတော်တော်လေးမှညံဖျင်းခဲ့တယ်လို့တော့မြင်တယ်အထူးသဖြင့်မိုဟာမက်ဆာရာဆိုဒီနေ့ပြမှာသူ့ဆရာကြီးပဲဘောလုံးကကျွန်လာတယ်ရောလူမကျော်နိုင်တာတွေရောတော်တော်လေးမှဆိုးရွားလုံးနဲ့ပွဲလို့တော့မြင်တယ်တစ်ခါကကျွန်တော်တို့ဟာလန်နေနဲ့လည်းကျွန်တော်တို့အပထမတကူကတော့ပနတီကိုလွဲသွားပြီးမြန်သူ့အနေနဲ့ခေါင်းတိုက်ကိုနဲ့လီဗာပူးကိုတွင်းကိုတွေတွင်းနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်တို့ အဲပက်ကွာရီယိုကအနေနဲ့သူ့နေရဲ့ပွဲတထောင်ပြည့်မှာတော့နိုင်ပွဲကိုကျွန်တော်တို့ခိုးပြတ်နိုင်ရလက်ကိုရလောက်တယ်ပြီးရင်လည်းကျွန်တော်တို့တို့ရဲ့အဲမန်ချက်စတာစီးတီးရဲ့အဓိကပြိုင်မဲ့ဖြစ်တဲ့လီဗာပူးလကိုလည်းနိုင်ထားတဲ့အတွက်ကြောင့်သူ့ရဲ့မှတ်တမ်းကောင်းတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့မြင်တယ်ဒီနိုင်ပွဲကြောင့်ပဲသူတို့အနေနဲ့အဆင့်နှစ်နေရမှာပဲအာဆင်နယ်နဲ့ကျွန်တော်လေးမှတ်ပြတ်ပြီးတော့အာဆင်နယ်ကိုမန်ချက်စတာစီးတီးရပဲဆက်ပြီးတော့ဖိအားပေးနိုင်မဲ့အခြေအနေမျိုးလို့တော့ကျွန်တော်အနေနဲ့လီဗာပူးအနေနဲ့ဆက်ပြီးတော့ဖိအားပေးဖို့ဆိုတာ တော်တော်လေးဥမှဝေးသွားပြီလို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်အဲအာဆင်နယ်အနေနဲ့လည်း26မှတ်ရထားတယ်။လီဗာပူးကဥမှာ18မှတ်ပဲရထားတဲ့အချိန်မှာတော့ကျွန်တော်တို့တော်တော်လေးဥမှအမှတ်ကအဲကွာဝါးပြီလို့တော့ပြောလို့ရတယ်။အာဆင်နယ်မန်ချက်တာစီးကြီးအနေနဲ့အာဆင်နယ်ကိုတော့ဆက်လက်ဖိအားပေးနိုင်မဲ့ပုံစံမျိုးတွေတော့ကျွန်တော်မြင်တွေ့တယ်။တစ်ပွဲလုံးတိုင်းနိုင်ရဆိုရင်မန်ချက်တာစီးကြီးတော်တော်လေးကောင်းခဲ့လို့ကွင်းလယ်နောက်တန်းကျွန်တော်ကိုးသမားဘာမှအပြစ်ပြောစရာလိုမရှိဘူး။ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း အဲကျွန်တော်တို့အရှောင်းတာဂက်မှာပြန်ကြည့်မယ်ဆိုရင်လည်းမန်ချက်စတာစီးတီးက3ဂိုးရတယ်6ကြိမ်ရှောင်းတာဂက်ကန်တဲ့ချိန်မှာတော့ကျွန်တော်တို့3ဂိုးရတယ်ဒါပနတီတကူမပါတဲ့ပနတီဂိုးတွေပါတယ်တောင်ဝင်သွားလို့ဝင်သွားလို့နောက်မဆိုကြီးကကိုတင်းက4စီးလောက်နဲ့ချင်းကြီးတော်တော်လေးမှဆိုးရတဲ့ပုံစံမျိုးတွေဖြစ်တယ်ဒီဘဦးအနေနဲ့ရှောင်းတာဂက်တစ်ကြိမ်ပဲရတယ်ရောက်ရတဲ့တစ်ကြိမ်ကကျွန်တော်တို့ဆူပါစလိုက်ဝေးရနေကက်တောင်ကျွန်တော်တို့ဒဏ္ဍာရီမှတော်တော်လေးမှပုတ်ထုတ်ကာကွယ်ဒီတစ်ကြိမ်ပဲရှိတယ်အဲ့ကျန်တဲ့အချိန်ဆိုလို့မော်ဟာမက်ဆာလာတို့ပြီးလို့စင် EKDK ရှိမယ်ပြီးလို့စင် တစ်ဖက်က frauding ဝင်ရှိမယ်ပြီးလို့ဆိုရင်ကဘိုးတို့ဝင်လာတယ်တလုံးမအောင်မကန်နိုင်တာမန်ချက်တာစီးရီးရဲ့နောက်တန်းနောက်တန်းဒီနေ့မှာတော်တော်လေးမှကောင်းမွန်လို့ကိုးသမားလည်းတော်တော်လေးမှကောင်းမွန်တယ်လို့မြင်တယ်အဲဒီနေ့ပွဲမှာတော့မန်ချက်တာစီးရီးအနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံနေနဲ့နိုင်တဲ့နိုင်ထိုက်လို့နိုင်သွားတယ်လို့တော့မြင်တယ်တစ်ဖက်ကလေဘဝကတော့ဒီနေ့ပွဲမှာတော်တော်လေးမှညံ့ပြီးတော့ဒီရက်ပူပေါ်ပြီးတော့ဂိုးမပြတ်တာပဲကန်ကောင်းတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဘယ်အဆောင်ကျောင်းအဲဒီညရှိမယ်နော်တဲ့မန်ချက်တာစီးတီးနဲ့လီဗာပူးလိုပွဲမှာဒီကိုယ်တွေဘယ်လိုမြင်ကြလဲ မြောက်စနေမှတ်ချက်ပေးသွားလို့ရပါတယ်။ Live ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတောင်ကျေးဇူးများတင်ပါတယ်။ကျွန်တော်လည်းနောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ။